လက်တလုံးငလင်အတွက်အထူးကယူဆရမယ်မြန်မာပြည်ရဲ့အဓိကသုံးနေရာပရိသတ်များအလုံးမင်းလာပါရှင့်မြန်မာစတာပေ့ချ်ကနေပြန်လဲစိုးစိုးလိုက်ပါတယ်အခုနောက်ပိုင်းကမ္ဘာသတင်းတွေဆိုရှယ်မီဒီယာတွေကိုကြည့်လိုက်မယ်ဆိုရင်စိတ်မချမ်းမြေ့စရာသတင်းတခုကိုခက်စိတ်စိတ်တွေ့လာရပါတယ်အဲ့ဒါကတော့ကမ္ဘာနေရာအနှံ့အပြားမှာအင်အားပြင်းငလင်ကြီးတွေဇာတိုက်ဆိုသလိုလှုပ်ခတ်နေတဲ့အကြောင်းပါပဲဖိလစ်ပိုင်အင်ဒိုနီးရှားဂျပန်စားတဲ့နိုင်ငံတွေမှာအင်အားပြင်းခွန်အဆင့်နဲ့ထက်ငလင်ကြီးတွေ လောက်ခတ်နေရကကျမတို့နိုင်ငံအတွက်လည်းတတိထားစရာအချက်တစ်ခုဖြစ်ပါတယ်။အထူးသဖြင့်မြန်မာနိုင်ငံအတွက်တော့လွန်ခဲ့တဲ့6လကျော် match လ28ရက်နေ့ကမန္တလေးမြို့နယ်မှာလောက်ခတ်ခဲ့သွားတဲ့ပြင်အားခွန်တဒမခွန်အစဉ်ရှိတဲ့ငလင်ကြီးရဲ့တုံခါမှုကိုလက်လက်ဆက်ဆက်ကြီးခန်းစားခဲ့ကြရတာပါ။အရင်ငလင်ကြီးလှုပ်ခတ်ခဲ့ပြီးရနောက်ပိုင်းမှာကဘာကြောက်ထုဆက်လွာရဲ့လှုပ်ရှားမှုတွေကပိုပြီးတော့တက်ကြွလာသလားလို့တောင်မှထင်မှတ်ရတော့ပါတယ်ဒီလိုမျိုးစိုးရိမ်ပူပန်မှုတွေမြင့်တက်နေတဲ့အချိန်မှာပဲငလင်ဘူမိဗေဒဆိုင်ရာအချက်အလက်တွေကိုအစဉ်တစိုက်လေးလာသုံးသပ်နေရပ ညာရှင်တဦးဖြစ်တဲ့ကိုစင်နော်နော်တက်ကလက်ရှိသိပ္ပံနေကြအချက်လက်တွေပေါ်မူတည်ပြီးတော့မြန်မာနိုင်ငံမှာမကြမီကာလအတွင်းအင်အားပြင်းငလင်ကြီးတွေကြားရောက်နိုင်တဲ့အန္တရာယ်ဆုံး၃ခုကိုအထူးသတိပြုဖို့အတွက်ပြောကြားလာခဲ့ရပါဒါဟာဘယ်နေ့ဘယ်ချိန်လှုပ်မယ်လို့ဟောကိန်းထုတ်တာမျိုးမဟုတ်ပေဘယ်နေရာတွေမှာ PR တွေစုပုံနေနိုင်တယ်ဆိုတာကိုပြည်သူတွေကြိုတင်သိရှိပြီးတော့ပြင်ဆင်မှုတွေလုပ်နိုင်ဖို့အတွက်ရည်ရွယ်တယ်လို့သူကဆိုပါတယ်ကဲသူထောက်ပြထားတဲ့အထူးကယူဆိုင်ရမယ့်နေရာ၃ခုကဘယ်နေရာတွေဖြစ်မလဲဆိုတာကြည့်လိုက်ကြရအောင်ပါရှင်။ နံပါတ်၁စကိုင်းပြည့်၍တောင်ပတ်ချံဘကိုးရန်ကုန်နှင့်မြဝကျွန်းပေါ်အရှိပိုင်းလက်ရှိအချိန်မှာအစိုးရရာဇုံနဲ့အလေးနက်ဆုံးတတိထားရမယ့်နေရာကတော့စကိုင်းပြည့်၍တောင်ပတ်အချံဖြစ်တဲ့ဘကိုးပိုင်းနဲ့ရန်ကုန်မြို့အပါအဝင်မြဝကျွန်းပေါ်အရှိပိုင်းဒေသတွေပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီနေရာဟာ1930ခုနှစ်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းဘကိုးငလင်ကြီးနောက်ပိုင်းနှစ်ပေါင်း65နှစ်တိုင်အောင်ငလင်ကြီးထမ်းမလို့သေးတဲ့ငလင်ကွက်လက်တစ်ခုဖြစ်နေရာကြောင့်ဖီအားတွေအလွန်မင်းစုပုံနေနိုင်တယ်လို့ဆိုပါတယ်။ ဒါအပြင်မန္တလေးငလင်ကြီးရဲ့စွမ်းအင်တွေကတောင်ဘက်ကိုဆက်ပြီးတော့တွန်းပို့လိုက်တဲ့အတွက်ဒီဘကူအပေါ်ပိုင်းကဖီအားတွေကိုပို့ပြီးတော့မြင့်တက်စေခဲ့ပါတယ်။ပညာရှင်တွေရဲ့သုံးသပ်ချက်အရဒီအပိုင်းကသာတစိန်နဲ့ချိုးပြက်ခဲ့မယ်ဆိုရင်ပြင်အားခွန်တတမ၃ညကနေခွန်တတမ၅တိရှိတဲ့ငလင်ကြီးဖြစ်ပေါ်လာနိုင်ပြီးတော့ဘကူမျိုးနဲ့အထူးသဖြင့်လူဦးရေတန်းတဲ့ခြေနေထိုင်နေရန်ကုန်မြို့ကြီးအတွက်အလွန်ကြီးမားတဲ့အနေရရှိနေရလို့သတိပေးထားတာပါ။ နဘနဲ့ရှမ်းကုန်းပြည်မြေပေါ်ရှိပြည့်ရွေကျော်များဒုတိယအနေနဲ့အစဉ်မြင့်တက်နေတဲ့နေရာကတော့ရှမ်းကုန်းပြည်မြေပေါ်ကပြည့်ရွေကျော်စနစ်ပေါင်းမန္တလေးငလင်ကြီးရဲ့ဖိအားကူးပြောင်းမှုကအရှိတ်အဝါမှာရှိတဲ့ကြောက်ကြမ်းပြည့်ရွေရှမ်းတောင်တန်းပြည့်ရွေတွေပေါ်ကိုတက်ရောက်မှုရှိခဲ့ပါတယ်ဒီပြည့်ရွေတွေပေါ်မှာငလင်ငယ်လေးတွေအဆက်မပြတ်လှူရှားနေရကိုတွေ့ရှိထားရတဲ့အတွက်ဒီဒေသကလည်းတက်ကြွနေစေဆိုတာကိုပြသနေရလို့ဆိုပါတယ်ဒီစုံထဲမှာတော့တောင်ကြီးပြင်ဦးလင်ကျောက်စေနေပြီးတော့လာရှိုးမှုစေအစရှိတဲ့အမျိုးကြီးတွေပါဝင်နေပြီးတော့တတိယ ုပြင်ဆင်ဖို့အတွက်လိုအပ်တယ်လို့ဆိုပါတယ်။နံပါတ်3အင်ဒိုဘာမာထိုးဆိုင်ဆောင်ချင်းမီနယ်နဲ့စကိုင်းတိုင်းအထက်ပိုင်းတတိယဦးစားပေးနေတဲ့တတိပြုဆောင်ကြရမယ့်ဇုံကတော့မြန်မာနိုင်ငံအနောက်မြောက်ပိုင်းဖြစ်တဲ့အင်ဒိုဘာမာထိုးဆိုင်ဆောင်နဲ့ကဘော်ပြည့်ရွေတည်ရှိရာနေရာတွေပဲဖြစ်ပါတယ်။ ဒီဒေသမှာမြေအောင်နှပ်ပိုင်းမှာငလင်တွေဇက်တိုက်လှုပ်ရှားနေရကအိန္ဒိယကြောက်ချက်ထူးကမြန်မာကြောက်ချက်ထူးအောက်ကိုတိုးဝင်နေရလှုပ်ရှားမှုတွေဖြစ်ပြီးတော့အတိတ်ကလည်းအင်အားကြီးငလင်ကြီးတွေလှုပ်ခတ်ခဲ့ပူတဲ့အတွက်ချင်းမီနယ်နဲ့စကိုင်းတိုင်းအထက်ပိုင်းကမြို့တွေအနေနဲ့သတိပြုဖို့အတွက်လိုအပ်တယ်လို့ဖော်ပြထားတာပါ ကိုစင်နောင်နောင်တက်ကတော့အထက်မှာဖော်ပြထားတဲ့အနေရုံတွေမှာနေထိုင်ကြတဲ့ပြည်သူတွေအနေနဲ့မိမိတို့နေထိုင်ရာအဆောက်အအုံတွေရခိုင်ခန့်မှုကိုအင်ဂျင်နီယာတွေနဲ့စစ်ဆေးတော့ငလင်းလုတ်ခရင်ဘာလို့ရမလဲဆိုတော့မိသားစုအရေးပေါ်အစီအစဉ်တွေကိုချိုးတင်ရေးဆွဲလေ့ကျင့်တာတွေပြုလုပ်ကြဖို့အလေးနဲ့တိုက်တွန်းထားပါတယ်။ကေပရိသက်ကြီးတို့ရောဒီလိုမျိုးအနေရသတိပေးချက်တွေပေါ်မှာဘယ်လိုမြင်ကြပါသလဲ။ကိုဒေတာအတွက်ချိုးတင်ပြင်ဆင်မှုတွေစတင်ပြုလုပ်နေကြပြီလားဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။